ပြီးခဲ့တဲ့စက်တင်ဘာ30က Xiaomi SU7 version တအူးဟာအိမ်ရှိမှာကားကိုရပ်ထားတော့ကားကလိုလျောက်ရှေ့ကိုရွှေ့လျားသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်လို့ CNC သတင်းရဖော်ပြချက်အရသိရပါတယ်။ကားဟာကားပါကင်နေရာကနေအလိုလျောက်ရှေ့ကိုရွှေ့သွားတာကိုပိုင်ရှင်ကကြည့်နေတဲ့ရုပ်သံဖိုင်တစ်ခု social media စာမျက်နှာပေါ်မှာမျှဝေခဲ့ကြပြီးတဲ့နောက်ဒီကိစ္စဟာလူသိများပြားလာပါတယ်။ ဒီဖြစ်ပျက်တွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ရှောင်းမီတာဝန်ရှိသူတွေဟာကားပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့ကားကိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ရှောင်းမီတာဝန်ရှိသူတွေဟာကားရဲ့ဘက်ကန်ဒေတာတွေနဲ့ smartphone operation loss တွေကိုစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ဒီလိုစစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်တော့ကားဟာ iPhone 50 Pro Max ကနေ Remote Parking Assist RPA အမိန့်ကိုလက်ခံရရှိခဲ့တာကြောင့်အခုလိုအလိုအလျောက်ရွှေ့လျားခဲ့တာလို့ကုမ္ပဏီကသတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီဖုန်းဟာ Bluetooth နဲ့တဆင်ကားကို Remote Parking Assist RPA အမိန့်ပေးခဲ့တယ်လို့လည်းတာဝန်ရှိသူတွေကပြောပါရယ်။ကားပါရှင်ဖက်ကတော့ Xiaomi Auto တာဝန်ရှိသူတွေကကားကိုတည်တည်ချာချာစစ်ဆေးခဲ့တယ်လို့လက်ရှိ Social Media ပေါ်ပြန့်နှံ့နေတဲ့ Video ကိုထပ်ပြီးမဖြန့်ဝေဖို့မြစ်တာရက်ခံထားပါရယ်။ဒီကိစ္စပေါ် Xiaomi Auto 2ဥက္ကဋ္ဌကလည်းထင်မြင်ချက်လွဲမဆင်မဲ့ချက်လက်တွေမပြောင်းဝေဖို့မြစ်တာရက်ခံထားပါတယ် ကားပိုင်ရှင်ဟာကားကိုစစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက်တွေ့ရှိချက်မှတ်တမ်းအပြည့်စုံကိုထုတ်ပြန်ပေးဖို့တောင်းဆိုရာကြောင်းကုမ္ပဏီဘက်ကမှတ်တမ်းအပြည့်စုံထုတ်ပြန်လိုက်ပါတယ်။အစီရင်ခံစာမှတ်တမ်းမှာတော့ကားမှာရှိတဲ့ဟာ့ဒ်ဝဲတာမှမဟုတ်စနစ်တစ်ခုချုပ်ရင်မှုကြောင့်ဖုန်းကနေပေးဖို့တဲ့ remote parking assist RPA အတိုင်းအလွတ်လုပ်ခဲ့တာလို့အတည်ပြုထားပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် remote control function ပါတဲ့ရင်တွေပေါ်စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ အခုဖြစ်စဉ်မှာတော့လူထိခိုက်ဒဏ်ရာရတာမရှိခဲ့သလိုပြည်စီပြည်စီဆုံးရှုံးမှုတွေလည်းမရှိခဲ့ဘူးလို့ CNC သတင်းမှဖော်ပြထားပါတယ်ရှင်။